မင်္ဂလာပါအာဒီဗီဒီယိုလေးကတော့ Real နဲ့ Arsenal တို့ရဲ့ Champion League ဒုတိယကြော့ပွဲစဉ်ကိုပွဲကြော့ခံမှပြုလုပ်ပြီးသားမဲ့ video လေးပဲဖြစ်ပါတယ်ကျွန်တော်ကွန်ပျူတာဖွင့်မရလို့အဲ့ဒါကြောင့်မလို့ပဲဖုန်းနဲ့ပဲဗီဒီယိုထောင်ရိုက်ပြီးတော့ယခုလိုပဲတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ရဲ့ပေါက်ကြီးကဒုတိယတကြော့ကံရမှာရီယက်ကကြီးပိထားတဲ့ တလုံး90အနိုင်60အနိုင်အဲ့ဒီဝင်ကျင်တော့ရှိမယ်ကိုပေါင်းကြီးက3လုံး20အနိုင်လောက်ရှိတယ်ဆိုပထမတစ်ကြော့တုန်းကကျွန်တော် real ခံမှန်းပြီးခဲ့တယ်အာရှုံးခဲ့တယ်ပေါ့လေဆိုတော့ဒီလေဒုတိယတစ်ကြော့မှာဘလို့ထင်းလဲဘလို့မြင်လဲဆိုတော့ real အိမ်ကွင်းဖြစ်တာအကြောင်းမလို့ပထမတစ်ကြော့တုန်းကအာဆင်နယ်က3-0ဆိုတဲ့ရလက်နဲ့ပြက်ပြက်သားသားအနိုင်ယူခဲ့တယ် real အနေနဲ့နောက်တစ်ဆင့်တက်ချင်တယ်ဆိုရင်အနည်းဆုံးဒီနေ့ဘက်ကို3-0အပြည့်ပြန်ကန်နိုင်ဖို့လိုတယ်ဆိုတော့ အာကျွန်တော်အမြင်ကတော့ဒီနေ့ရီရဲ့အိမ်ခွင်းဖြစ်နေရအကြောင်းမလို့ရီရဲ့အနိုင်ရလက်တော့ရအောင်တကူသားလောင်းနေတော့နိုင်အောင်တော့ကန်နိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့အရှိတကြောင်မှာအဆင်နဲ့အရန်ကောင်းသွားနေတယ်ပြီးရီရဲ့အရန်ညံ့သွားတာဆိုတော့အိမ်ခွင်းဝေးခွင်းဆိုတဲ့အာကွာခြားချက်လည်းရှိတယ်ပေါ့လေအခုကအာဆင်နယ်ကဝေးခွင်းရကန်ရမှာပြီးတော့အာဆင်နယ်က၃ခုတာပြီးသားဆိုတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဂိုးမပေးရရေးဖို့ပဲအာယုံဆိုင်ဖို့တော်တော်လေးကိုများတယ်ပေါ့လေဂိုးရဖို့ထက်ဆိုင်ဂိုးမပေးရဖို့ကအာဆင်နယ်တို့ကပိုရေးကြီးတယ်ရီရဲ့တော့ကြာတော့ဒါမဖြစ်မနေအာ အနိုင်ကိုးတွေပြန်ရှာဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းမလို့ဒီနေ့ပွဲကျွန်တော်အမြင်ရတော့ရီယက်တစ်ဖက်တည်းကပဲ twin goal ရှိမယ်အာဆင်နယ်က twin goal ဒီနေ့ည twin နိုင်မယ်လို့ကျွန်တော်မထင်ဘူးအဓိကသူတို့ခန်ဆော့ဖို့ပဲပို့ပြီးတော့ဦးစားပေးမယ်အခန်ဆော့ရဲဆိုတော့ထိန်းဆော့မယ်ပေါ့လေခန်ဆော့ရတဲ့စာရင်တစ်ဖက်သက်ကြီးခန်ဆော့နေရင်ကြတော့လေအန်ဒီရဲ့များတယ်ဒါကြောင့်မလို့ဒါပို့အာဆင်နယ်ကပွဲကူပို့ပြီးတော့ထိန်းဆော့သွားပြီးဒီရလက်ကိုပဲထိန်းထားဖို့အတွက် အဲ့လိုသွားဖို့များတယ်ဒါကြောင့်မို့လို့ body goal ပေါင်းဆိုရင်တော့အဲ real body နဲ့ real goal ကအဲ့လိုတွဲဆဝင်နေဒါကကောင်းတဲ့အချက်လို့ကျွန်တော်ကတော့မြင်နေအာကျွန်တော်က arsenal ဒီနေ့ည goal မသွင်းဘူးလို့အာခံမှန်းထားတာအကြောင်းမို့လို့ပေါ့လေဆိုတော့ real ကသူ့အိမ်ငွေဖြစ်နေရအကြောင်းမို့လို့အိမ်ငွေပိတ်သက်လုံးဝအပြည့်ရှိမှာအဲသူတို့မျှော်လင့်ချက်ဖြစ်တဲ့အုံကိုပြန်သွင်းနိုင်ဖို့ကြိုးစားမယ်။ဒါပေမဲ့ကျွန်တော်ကြေးအောင်ဖို့ဆိုရင်တော့တကိုးလေးအตาရတာနဲ့50ရာခိုင်နှုန်းလောက်အစားပြီးစားမှဖြစ်တာကြောင့်မလို့ကျွန်တော်ဒုတိယတကြောကိုလည်း real body ပဲခံမှန်းပြီးပါတယ်။ဒီနေ့ညပွဲအဲကျွန်တော်ကတော့ အစောကပြောခဲ့သလို react body react go ကကောင်းနေဆိုပေမဲ့လေကျွန်တော်ကတော့တစ်ခွက်တည်းပဲရွေးလိုက်မယ်ပို့ပြီးတော့အာတည်ကြမယ်ထင်းတဲ့ react body ပေါ့လေဆိုတော့ react ဒီနေ့ညအင်ခွဲမှာအနိုင်ရမယ် nonstin temperature ဆိုတာမျိုးကတော့ဒါကတော့ကိုပြတ်မပြတ်ကတော့တို့ရဲ့စူးစမ်းမှုပေါ့ပဲမူဒီမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ညပွဲ react အင်ခွဲမှာနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်မလို့ react body ကိုခံမှန်းပြလိုက်ပါတယ်အလုံးပဲကြောက်ကောင်းပါစေကိုလည်းပါဒီ video လေးကိုလည်း like comment share လေးနဲ့အပြည့်သွားလို့ရပါတယ်ကြောက်ကောင်းပါစေ react